ားလုံးပဲမင်္ဂလာပါအာညီမနာမည်ကတော့အမနာမည်ကတော့မေတူထွန်းပါတော့အခုကကျတော့ဒီ National Taiwan University ဒီ Taiwan တရှင်မှာစီပွားရေးမိကြနဲ့ကြောင်တက်နေရပေါ့နော်ခုဒီအခုအမကတော့ဒီ TOCL for Summer Wellness ပတ်သက်တဲ့အကြောင်းအရာတွေကိုမိတ်ဆက်ပေးပါမှာပေါ့ ဒါကြတော့တို့ဒီ TOCF ဒီဆမ်မွန်ပွဲရဲ့အရေးကြီးတဲ့တမိုင်းနေပေါ့နော်သူက2010ကနေစပြီးတော့ဆမ်မွန်ပွဲကိုစတင်ဖန်တီးပြီးတော့2030မှာသူရဲ့ဆမ်မွန်ပွဲစီမင်းစည်းကမ်းတွေကိုထွက်လာပြီးတော့အာတရားဝင်စပြီးစံတက်ခဲ့အောင်ပေါ့ဒါသူရဲ့အကြံဖြစ်တမိုင်းအာသူဒီ TOCF ဆမ်မွန်ပွဲရဲ့အတိကထားတဲ့ပြိတ္တလူပါပြိတ္တ အုပ်စုကကြတော့ကိုယ့်ရဲ့မိခင်ပါတာစကားတရုတ်စကားမဟုတ်တဲ့သူတွေအတွက်တရုတ်စာအရေးအချင်းကိုစစ်ဆေးဖို့တည်ထွင်ထားတဲ့ဆောင်မပွဲပါ TOCF က음သူဒီ TOCF ကသူကအစင်ကတော့လေးစင်းခွဲထားတယ်အစင်လေးစင်းမှာမှာသူကအပြင်ဆင်မှုအဆင့်ဘန်းအေဆိုရင်တော့အခြေခံအဆင့်ဘန်းဘီဆိုရင်တော့အလယ်လက်အဆင့်ဘန်းစီဆိုရင်တော့ကျွမ်းကျင်မှုအဆင့်ဆိုပြီးတော့၄ဆင့်ခွဲထားရဲ့ basin မှာဟိုမှာ तू อ่ะနောက်ထပ်အအဆင့်အဆင့်အသေးလေးထပ်ပြီးတော့ခွဲထားရပေါ့တဆင့်တဆင့်စီမှာဥမာ band B ဆိုရင်အ B1 B2 band C ဆိုရင် C1 C2 ခွဲထားရပေါ့เนาะအ C ဒီဘက်မှာ C1 ကကြတော့ C2 ထပ်ပြင်းနေပေါ့เนาะ B1 ကကြတော့ B2 ထပ်ပြင်းနေအဲ့လိုမျိုးအဆင့်နေခွဲထားတယ်ဒီမှာကျတော့တို့ဒီအဆင့်နေရဲ့သူရဲ့တတ်မှတ်ချက်စံယိုးတွေပေါ့เนาะ band A ဆိုရင် ဘယ်လိုရှိရမလဲဘန်ပီဆိုရင်ဘယ်လိုရှိရမလဲဘန်စီဆိုဘယ်လိုရှိရမလဲဆိုပြီးတော့သူကဖြေတတ်ထားတယ်။ဒါသူရဲ့အစ်စ်နေပါ။အဲပြီးတော့သူစမ်းတက်တဲ့အကြောင်းအရာတွေကသူရဲ့အထက်ကဘယ်လိုမိခွန်းနေစမ်းတက်လဲဆိုတော့သူ့ဘုံမှာဒီ theosophical philosophy ဘယ်နဲ့ပတ်သက်ပြီးတော့သူကတင်ရိုးစာအုပ်ဆိုပြီးတော့မရှိဘူးပေါ့သူအတိကမေးမှန်းနေရတဲ့အကြောင်းအရာတွေကဥပမာတရုတ်ဆောင်မှာသူကနေစဉ်သုံးစကားကြီးမေးတယ်အဲ့လိုမျိုးอืม ဥမာကိုအာကိုကထိုင်ဝမ်မှာနေရင်စေခန်းသွားရင်စေစေယုံနေစေခန်းနေသွားရင်အဲ့ဒီကဆရာဝန်နေနဲ့ဘလို့ communicate လုပ်ရမလဲအကယ်၍မိုးလေဝသတတိနေဖတ်ရကြတော့အာဘလို့ဖတ်ရမလဲအဲ့လိုမျိုးပုံစံနေသူကအတိကဆောင်ဝဲဖြစ်ရပေါ့သူကကိုယ့်ရဲ့တရုပ်စာပါတာကိုသူကစစ်ဆေးရနေ့စဉ်သုံး နေစစ်တာပုံများတယ်ပေါ့သူရဲ့အကြောင်းရဥမာဒီဘယ်ဘက်ကဆိုရင်ကျတော့သူဒီမှာရေးထားတာအကယ်၍ကိုအဆေးကန်တော့ရင်သူဘယ်လိုပြောရမလဲဘာညာအဲ့လိုမျိုးတွေသူကမေးထားတာဒီညာဘက်ကဟာဆိုရင်ဒါအတိကအဲ့ဒါအတိကကျတော့သူရဲ့ဒါအခန်းငါးဖို့ကြော်ညာပေါ့နော်အဲ့ဒီညာကိုသူကဒီမေခွန်းနဲ့မှမေးထားတယ်အဲ့လိုမျိုးနေ့စဉ်သုံးဟာတွေကိုသူကမေးရပုံများတယ်ဒီ TOC ကဖတ်ဆောင်မှုပွဲက ပြောတာသူရဲ့စံတက်တဲ့မိခုံးပုံစံဒီ TOCF ဆောင်မွေးပွဲမှာသူကအပိုင်း၃မိုက်ခွဲထားတယ်အနားထောင်တာနဲ့စာဖတ်တာပေါ့နော် listening နဲ့ reading ကိုသူကအပိုင်းတစ်ပိုင်းတက်တက်ခွဲပြီးတော့ဆောင်မွေးပွဲဖြေတယ်ပြီးတော့သူကဒီစကားပြောတာပေါ့ speaking ကကျတော့သူကတက်တက်တစ်ခုဖြေတယ်ပြီးတော့သူက writing ကိုသူကတက်တက်တစ်ခုဖြေတယ်အပိုင်း၃မိုက်ခွဲပြီးဖြေတယ်ပေါ့ ီးတော့อืมဒီ listening နဲ့ reading ကိုကြာတော့ तू อ่ะစာရွက်နဲ့စာရေးနဲ့လည်းဖြေလို့ရတယ်ကွန်ပျူတာနဲ့လည်းဖြေလို့ရတယ်ဒါပေမဲ့เอ่อ speaking နဲ့ writing ဒီလည်းမျိုးလုံးကိုကြာတော့ तू อ่ะอืมကွန်ပျူတာနဲ့ပဲဖြေလို့ရတယ်ပေါ့เนาะပြောအကယ်၍မြန်မာနိုင်ငံမှာဖြစ်ရင်ကျတော့အခုအမတိတလောက်ဆိုရင်မြန်မာနိုင်ငံမှာဒီဆောင်ပွဲတော့ဖြစ်ရင်အဲသူအခုစာစာရွက်နဲ့ပဲဖြေလို့ရဆိုတော့ စာရွက်နဲ့ပဲဖြေလို့ရတယ်အဲဒါကြောင့်မလို့ကွန်ပျူတာနဲ့ကကျတော့နောက်ပိုင်းနောက်နှစ်တွေမှာဆက်ပြီးတော့လုပ်ဖို့ရှိရတယ်ဒါပေမဲ့အခုလက်ရှိကကျတော့စာရွက်နဲ့ပဲဖြေလို့ရတာပေါ့နော်အဲဒါပေမဲ့ထိုင်ဝမ်မှာဖြေရင်ကျတော့သူကကွန်ပျူတာနဲ့ပဲဖြေလို့ရတာအဲဒီစာရွက်နဲ့ကကျတော့နိုင်ငံခြားမှာနိုင်ငံခြားတွေမှာသူကစာရွက်ပေါ်ကွန်ပျူတာရောရတဲ့နိုင်ငံတွေရှိရတယ်ဒါပေမဲ့ထိုင်ဝမ်မှာကျတော့ကွန်ပျူတာနဲ့ပဲ TOEFL ဖြေလို့ရတာပေါ့နော်ပြတိကွန်ပျူတာနဲ့စာမှုပဲဖြေရင်သူက CAT နဲ့ CPT ဆိုပြီးတော့မျိုးဖွဲ့ထားရဲ။အဲ့ CAT နဲ့ CPT ရဲ့ကွာချက်ချက်ကိုလည်းအမနောက်နောက်မှတည်တည်ချာချာပြောပြပြီးတော့မှာပေါ့။ဒါတော့သူ့ရဲ့စာသက်ဆောင်ပွဲပုံစံ။ပြောဒီ CAT ကဘာလဲ CAT ကဘာလဲဆိုတော့သူ CAT ကွန်ပျူတာသုံးဆောင်ပွဲရကြတော့သူကဖြေဆိုတဲ့သူရဲ့ အာသူဖြစ်ဆိုတဲ့သူရဲ့အစွမ်းရည်ပေါ်မူတည်ပြီးတော့သူကမိခွန်းကိုရွေးပေးထားရွေးပေးထားတာဆိုတော့ CT CT ဖြစ်မယ်ဆိုရင်ကိုကအရင်ကိုဘန်းပီရှိလားဘန်းစီရှိလားသိစရာမလိုဘူးပေါ့သူကတခါတည်းအကိုဆောင်ဘွဲဖြေလိုက်တာနဲ့ကိုဖြေတဲ့အာရလက်ပေါ်မူတည်ပြီးတော့သူကမိခွန်းကိုစစ်ဆေးပြီးအာမိခွန်းကိုရွေးချယ်ပြီးတော့ပေါ့ဒါကျတော့အာ CT ရဲ့ကောင်းချက်ပေါ့နော် ပြောဒီ CAT နဲ့ CPT ရဲ့ကွာခြားချက်ကကြတော့အကယ်၍ CPT ဆိုရင်ကိုကကိုရဲ့စာမပွဲအဆင့်ကိုကွာတိရမှာပေါ့ဥမာကွာဘန်း A လားဘန်း B လားဘန်း C လားကွာအရင်ရွေးထားရမယ်အကယ်၍ကိုကအာဘန်း B ကိုရွေးပြီးဖြေလိုက်တယ်ဆိုရင်ကိုဖြေရဘလောက်ကောင်းကောင်းကွာအာ B1 B1 ရဖို့ပဲရှိမှာပေါ့ကွာဘန်း C ကိုကြော်ပြီးတော့ရဖို့အခြေအနေမရှိဘူးအကယ်၍ကိုဖြေလိုက်ကိုကဘန်း C အဆင့်ရောက်နေပြီမဲ့လည်း သူကဘန်းပီကိုကွာရွေးချယ်ပြီးဖြေလိုက်တော့ခုအစင်ကဘန်းပီထဲမှာပဲရှိမှာပေါ့ဘန်းစီကိုရောက်သွားနိုင်ခြင်းမရှိဘူးအမေအကယ်၍ CAT ကိုတွတ်ဖြေရင်ကိုကဆောင်းမပွဲအစင်ကိုကွာချိုတင်ရွေးရွေးဆရာမလို့ပြီးတော့သူကဆောင်းပွဲကိုကိုရဲ့ဆိုင်းရပေါ်မှာမူတည်ပြီးတော့သူကဖြေရဆိုတော့အကယ်၍ကိုအာကိုဖြင်းဖြင်းနိုင်တော့ရရပေါ့ဥမာကိုရဲ့အရေးချင်းက C1 လား C2 လားဆိုတာတခါလေထွက်တယ်ပေါ့ဒါကြတော့ CAT နဲ့ CPT ရဲ့ဒီဆောင်ပွဲဖြေတဲ့ပုံမှာကွာခြားချက်ပေါ့ ပြီးတော့ CBT ကကျတော့သူကရှိပြီးသားမေခွန်းတွေပေါ်မူတည်ပြီးပဲသူကမေခွန်းထုတ်တယ်။ဒါပေမဲ့ CAT ကကျတော့သူကဆောင်ွက်ဖြေဆိုတဲ့သူရဲ့ကြလက်ပုံမူတည်ပြီးတော့သူကမေခွန်းတွေကိုရွေးချယ်ပေးထားရဲ့ပေါ့။ကဆောင်ပွဲအရေးသူကဆိုလဲ CBT ကကျတော့တတ်မှတ်ထားတဲ့ဆောင်ပွဲအရေးသူကရှိရဲ့ CAT ကကျတော့ဖြေဆွဲလူရဲ့အာဆွမ်းရည်ပုံမူတည်ပြီးတော့သူကရွေးချယ်就是呃 sorry ဆောင်ွက်ဖြေဆိုသူရဲ့ အေးချင်းမောင်မူတည်ပြီးတော့ဒါမေခွန်းအေးတက်တီကိုသူကရွေးချယ်ပြီးတော့ရဲ့ပေါ့ပြီးတော့ KB CPT ဖြင်းချတော့ကိုဖြည့်ထားတဲ့အဖြေတွေမေခွန်းတွေကိုကိုဖြည့်ချင်တယ်လို့ဖြည့်လို့ရတယ်သူကို KB ဒီမေခွန်းကိုမရရင်နောက်မေခွန်းတွေကိုကြိုးပြီးတော့ဖတ်ပြီးတော့ဖြည့်သွားလို့ရတယ်ပြီးတော့အဖြေတွေကိုလည်းဖြည့်ပြီးရင်သွားပြီးတော့ပြန်ပြီးတော့စစ်လို့ရရပေါ့နော်ဒါပေမဲ့ CP CAT ကချတော့အဲ့လိုမျိုးမရဘူးကိုဖြည့်ပြီးတော့ရည်ဆိုတာနဲ့ဖြည့်ပြီးတော့ရည်ပဲသူကကွန်ပျူတာနဲ့ဖြည့်ရယ်ဆိုတော့အဖြေကိုရွေးပြီးတော့ရတယ်အဲ့ဒီ အဖြေကိုပြန်သွားပြီးတော့ဆစ်ဆေးလို့မရဘူးမိခွန်းတွေကိုကြောက်လဲသူပေးထားတဲ့အစီအစဉ်လိုက်ပဲဖြေလို့ရတယ်အဲ့လိုကြော်ပြီးတော့လည်းဖြေလို့မရဘူးပေါ့ဒါကြတော့ CAT နဲ့ CPT ရဲ့ကွာချက်ချက်အမတိတတော့ဆိုရင်အခုမြန်မာနိုင်ငံမှာစာရွက်နဲ့ပဲဖြေလို့ရအစော့အာမြန်မာနိုင်ငံမှာအခု CPT ပဲရရလို့အမတိထားရဲ့အဲဘန်းပီဆိုရင်မြန်မာနိုင်ငံမှာဘန်းပီပဲရွေးပြီးဖြေလို့ရတယ်ဘန်းစီဆိုရင်မြန်မာနိုင်ငံမှာဘန်းစီပဲရွေးပြီးဖြေလို့ရတယ်ပေါ့နော်အဲအဲ့ဒါကြတော့အမ အပြောပြောပြရှင်တဲ့အချက်လေးပေါ့မြန်မာနိုင်ငံမှာ CPT စာရွက်နဲ့ပဲဖြေလို့ရတယ်ပေါ့ပြောတာ CAT နဲ့ CPT ရဲ့ကွာခြားချက်လေးပေါ့အဲဒါကြတော့သူ TOCF ရဲ့သူသူပေးထားတဲ့အကြံပေးချက်တွေပေါ့နော်ဥမာကိုကအဲဘန်း A ဆိုရင်သူဒီမှာ အကြံပေးထားတဲ့သူရဲ့လေ့လာတဲ့အချိန်တွေပေါ့နော်သူတေးဥစကားပြောတဲ့နေရာတွေဆိုရင်ဘဏ္ဍာရီတေးဥစကားမပြောတဲ့နေရာတွေဆိုဘဏ္ဍာရီပြီးတော့ vocabulary တွေဘလောက်ရရင်ဒီ band A band B band C ကိုဖြည့်လို့ရရပေါ့နော်ဒါကသူ TO CFO ဒီဆောင်မပွဲရဲ့ဆောင်မပွဲဘက်ကနေပြီးတော့ပေးထားတဲ့အကြံပေးချက်လေးပေါ့နော်အဲ့လေးကိုလည်းချိလို့ရရတယ် ြောဒီအမတ်စရင်သူအတုံးဝင်တဲ့နေရာလေးပေါ့နော်အဲအရာလေးတို့အမမိတ်ဆက်ပေးရမှာဒါကြတော့သူ့ရဲ့အမတ်စရင်ပုံစံပေါ့နော်ဒီဘက်မှာကိုကပန်းပန်း A လာပန်း B လာဆိုဒီမှာကြည့်လို့ရတယ်ပြော B1 ရလာ B2 ရလာပေါ့အဲဒီမှာကိုရဲ့ဒါကြတော့ကိုရဲ့အမတ်တွေပေါ့နော် listening speaking အမတ်တွေဒီမှာသူကသူ့ရဲ့အမတ်စရင်ပုံစံတည်လို့ဖြစ်မှာပေါ့အဲ့လိုကြတော့ကို ကို listening ကအမတ်ဘလောက်ရလဲကို reading ကအမတ်ဘလောက်ရလဲဆိုတော့တော့ပြထားရဲ့ဆိုတော့ကို listening ကပို့ပြီးတော့အတားလာပေးဟာအနေလဲဆိုတော့ကိုကကြည့်ပြီးတော့ကိုလိုအပ်တဲ့ skill ကိုကိုကတော့ပြီးတော့ပို့ပြီးတော့အာပို့ပြီးတော့အာအချိန်ပေးပြီးတော့လေ့ကျင့်လို့ရတာပေါ့နော်ဒါကြတော့သူ့ရဲ့ online map ပေါ့သူ့ရဲ့ certificate ကကြတော့ဒီလိုပုံစံပေါ့နော် အဲပြီးတော့ဒီ certificate ကိုပဲနေရာတွေမှာတုံးလို့ရလဲဆိုတော့အကယ်၍ထိုင်ဝမ်ကိုလာပြီးတော့음ចောင်းအចောင်းလျှောက်ဖို့လို့ပါလို့ဆိုရင်အဲဒီ TOCF အမတ်ကိုကိုယ့်ရဲ့တရုတ်စာအမတ်အနေနဲ့တုံးလို့ရရပါတော့ပြီးတော့ international student နေဆိုရင်အာအဲဒီ TOCF လက်မှတ်ကိုတုံးပြီးတော့ဒီ scholarship တွေလျှောက်လို့ရတယ်အလုံးအလုံးလျှောက်တဲ့နေရာတွေမှာလည်း အထောက်ကူပေးရပေါ့နော်အအကယ်အမတီးတလောက်ကကျတော့အကယ်၍ဒီဘက်ထိုင်ဝမ်ဘက်ကတက်ကရိုကနေပွဲရချင်းနေဆိုရင်အနည်းဆုံးဘန်ဘန်ပီရောက်ဖို့လိုရပေါ့နော် B1 မဟုတ်ရင် B2 ကကျတော့အဲ့ဒါကျတော့ကြောင်းမမှုတည်ပြီးกว่าပေါ့ဒါပေမဲ့အနည်းဆုံးဘန်ပီအောင်မှထိုင်ဝမ်ကနေပွဲယူလို့ရမှာအကယ်၍ထိုင်ဝမ်လာပြီးတော့ကျောင်းတက်ချင်းနေဆိုရင်အနည်းဆုံးဘန် A အောင်ဖို့လိုပါပေါ့ဘန် A မဟုတ် န်းအေအောင်မှဒီဘက်ဟိုထိုင်ဝမ်ဝင်လာပြီးတော့တရုတ်စာတင်လို့ရမှာပေါ့อืมပြီးတော့ဒီထိုင်ဝမ်မှာအအလုံးလုံးနေပြီးတော့အလုံးလုံးအလုံးလုံးမယ်ဆိုရင် သူဒီဘက်အခုနကအမဗီဒီယိုမှာမြင်လိုက်တဲ့အအမကိုယ်တိုင်လည်းတော့ပြီးတော့လေ့လာထားရပေါ့နော်အကယ်၍ဒီဘက်မှာနေပြီးတော့အလုံးလုံးချင်းသူတို့အမအမတ်စရင်အမတ်ဒီနိုင်ငံခြားလူလို့သူတို့အမတ်ပေးရပေါ့အမတ်ဘလောက်ဘလောက် ရှိမှထိုင်အောင်မှနေပြီးတော့ဆက်ပြီးအလုပ်လုပ်အလုပ်လုပ်လို့ရမှအဲ့လိုမျိုးရှိရပေါ့ဥမာဒီမှာအလဲအလတ်အစင်းဆိုရင်အမှတ်20ရရဲဒါဘန်းပီပေါ့နော်ဘန်း C C2 ဆိုရင်25မှတ်အာ C C1 ဆိုရင်30မှတ်အဲ့လိုမျိုးရရပေါ့အမှတ်တိတလောက်ဆိုရင်အနည်းဆုံးအာအမှတ်90ရမှာထိုင်ပါမှာဆက်ပြီးတော့ဒီမှာဒီဘက်မှာနေပြီးတော့ဆက်ပြီးတော့အလုပ်လုပ်လို့ရမှာပေါ့ ပြီးတော့ဒီ TO CL ရှိရဆိုရင်လည်းဒီ allow visa ရဖို့အတွက်အရင်အထောက်ကူအအထောက်ကူရရပေါ့ဒီ TO CL certificate ကိုရှင်အဲ့ပြီးတော့ဒီ website မှာလေ KTOCF ကိုတွားဖြည့်ထားရဲဆိုရင် ဒီ website တွေဝင်ကြည့်လို့ရတယ်ပေါ့ဒီ website ကိုဝင်ကြည့်ရင်ကြည့်ရကွာအမ်ထိုင်ဝမ်မှာဆိုရင်ကိုဖြည့်ထားတဲ့အဆင့်ပေါ်မူတည်ပြီးတော့ကိုရဲ့ major နဲ့ကိုစိတ်ဝင်စားတဲ့အလုပ်ပေါ့နော်ဥပမာဒီမှာဆို engineer တို့ဘာလို့အဲ့လိုမျိုးရှိရဲသွားပြီးတော့ဒီအဲ website မှာသွားပြီးအလုပ်လျှောက်ကြည့်လို့ရတယ်ပေါ့ဥပမာဒီမှာ ban ဒါ ban ပြီပေါ့နော် ban ပြီဆိုရင်ဒီမှာ तू အလုပ်လုပ်ရမယ့်အလုပ်က engineer အလုပ် ဒါသူ့ရဲ့ပဲ company company အဲ့လိုမျိုးရှိရပေါ့ကြည့်ကို TOCFL ကိုဖြည့်ထားရဆိုရင်ဒီ website ပေါ်မှာတွားပြီးတော့အလုပ်ရှာကြည့်လို့ရရပေါ့ပြောသူ့ရဲ့အာဒီမိခွန်းပုံစံတွေကိုအာမိတ်ဆက်ပေးသွားပါမယ်တွားအာဒီ TOCFL မိခွန်းပုံစံရှင်းပြမှုသူ့ရဲ့ video ကကျတော့ဘာသာစကား၉မျိုးနဲ့ရှိရယ် ဒီအဒီအလင့်မှာကျတော့ဒီစမ်းသပ်ချက်ဗီဒီယိုတွေကိုဒီလင့်မှာတွားပြီးတော့ကြည့်လို့ရတယ်။ဒါကျတော့နားထောင်နားထောင်မှု listening ရဲ့မိခုံးပုံစံလေးပေါ့နော်။ဘန်အေဆိုဘလိုမေးရဲ့ဘန်ဘီဆိုဘလိုမေးရဲ့ဘန်စီဆိုဘလိုမေးရဲ့ဆိုတော့ဒီမှာမိခုံးပုံစံတွေကိုကြည့်လို့ရတယ်။အဲပြီးတော့ဒီမှာအမအကုန်လုံးကိုအပြောရှင်းတာအမဒီမိခုံးဒီ listening မိခုံးပုံစံတစ်ခုအမဖွင့်ပြပေးပါမှာပေါ့နော်။ပြီးရင် 음အဲ့ဒီမိခွန်ရဲ့အဖြေကိုအမနဲ့အတူတူအဖြေတိုက်ကြည့်လို့ရရပေါ့နော်အဲ့တော့အကုန်လုံးအကယ်၍အမခဏခဏနေဖွင့်တဲ့မိခွန်ကိုနားလဲတဲ့အဖြေကိုတည့်ရဆိုရင်ဒီ comment section မှာကြိုက်ထားလို့ရရပေါ့နော်မဟုတ်ရင်လည်းအမနဲ့တခါတည်းတိုက်ရိုက်ပြောလို့ရရပေါ့ပြီးရင်နားထောင်ပြီးရင်အမနေပြီးတော့ဒီမိခွန်ရဲ့အဖြေကိုပြပြပြီးရမှာပေါ့နော်အဲ့ဟာအကုန်လုံးအဆင်ပြေလားမသိဘူးเนาะအဲ့ဒါဆိုရင်အမမိခွန်ရဲ့ အသက်ဖိုင်ကိုဖွင့်ပြပြီးတော့မှာပေါ့ဒါကြတော့သူရဲ့အခြေခံဆင်းရဲမိခွန်းပေါ့နော်။တီဟီတီအရင်ဆုံးအမဒီမိခွန်းကဘလို့ဖြေရလဲဆိုတော့အရင်ပြောပြပြီးရမယ်နော်။အာဒီအပိုင်းကကျတော့သူကစကားပြောနားလည်မှုဟိုသူကဖြေတာဆိုတော့ သူကဒီမှာလူနေရောက်အပြန်အလှန်စကားပြောနေတာကိုကြားရမှာပေါ့ပြီးရင်သူကရွေးချက်စရာဒီမှာ ABCD ဆိုပြီးတော့၄မျိုးရှိရဲ့အဲ့အဖြေတွေကိုကယ်ရီဆိုင်ရနဲ့ဖြင်မိခွန်ဆိုင်ရပေါ်မှာတွေ့ရမှာကွန်ပျူတာနဲ့ဖြင်ကျတော့ကွန်ပျူတာမှာ ABCD ရွေးရမှာပေါ့ပြီးတော့ဒီစကားပြောနားလည်မှုရဲ့အခြေအနေပေါ်မူတည်ပြီးတော့ဒီအသင့်တော်ဆုံးအဖြေအဖြေကိုရွေးရမှာရွေးရမှာဖြစ်တယ်ပေါ့မိခွန်တစ်ခုကိုတစ်ခါပဲဖွင့်ပြမှာပြီးတော့နောက်မိခွန်မလာခင်ကြားထဲမှာ၅စက္ကန့် နားဖို့အချိန်ရှိရပေါ့ကို့အဖေကပါလဲအေးလားဘီလားစီလားဆိုတာစဉ်းစားပြီးတော့အဲ့၅စက္ကန့်တည်းမှာစဉ်းစားပြီးတော့ဖြေဖို့အချိန်ရှိရပေါ့နော်အကောင်လုံးအစင်တင်းဖြစ်ပြီလားမသိဘူးနော်အစင်တင်းဖြစ်ရင်အမတီဒီအအတဖောင်ဖွင့်ပြပြီးတော့ပါမယ်ပြီးရင်ကောင်လုံးရဲ့အဖြေကိုဒီ comment section မှာရိုက်ဖို့အမတိုက်တွန်းရှင်တယ်ပေါ့နော်အဲ့ဆိုရင်အမဖွင့်တော့မယ်နော်ဒီအတဖောင် 你迟到了，晚了一小时二十分钟又三十八秒。对不起，路上车子多嘛。我们约会，你哪一次准时了？还每次都说一样的话。你不觉得是你太早到了吗？请问，下面哪一个是对的？A。 这位先生每次都迟到。B，这位先生现在不太高兴。C，这位先生着急的找这位小姐。D，这位先生担心这位小姐的安全。第一题，你迟到。 ဟုတ်ဟုတ်အကုန်လုံးအာမိခွန်းနေထေချရပေါ့နော်အာအာအကုန်လုံးမှန်တယ်ပေါ့နော်ဒီအဖြေရဲ့အဲ့အဖြေကတော့ဒီဟုတ်တယ်အကုန်လုံးကမှန်ချရပေါ့နော်ပြီးတော့ဒီအစင်းကကျတော့သူကအခြေခံအစင်းပေါ့နော်သူကဒီဘန်းအေရဲ့အစစ်အကယ်၍ဘန်းအေဆိုရင်သူကအဲ ီအတန်ဖိုင်တွေကိုသူကနှစ်ခေါက်အဲ့လိုမျိုးဖွင့်ပြရတယ်ဒါပေမဲ့အကယ်၍ဘန်ပီဘန်စီဆိုရင်သူကအဖြစ်အဲ့ဒီအတန်ဖိုင်ကတော့သူကတစ်ခေါက်ပဲဖွင့်ပြရတော့မှာဖြစ်တယ်ပေါ့နော်ဒါဘန်အင်းနဲ့ဘန်စီရဲ့ကွာခြားချက်ပေါ့အကုန်လုံးအဖြစ်ကိုရိုက်ပြီးလို့အကုန်လုံးကျေးဇူးတင်ပါတယ်အဲပြီးတော့ဒါကျတော့အဲဒီဟာကျတော့ reading ရဲ့စစ်ဆေးမှုဆောင်ပွဲမိခွန်းပုံစံပေါ့နော်ဒီမှာအစင်လိုက်သူရဲ့အဲမိခွန်း ဘလောက်ရှိလဲအချိန်ဘလောက်ပေးလဲဆိုတာအစားသွားဒီစရာပေါ်မှာဖော်ပြထားရဲပြီးတော့ဒီ reading လည်းအာအမဒီစာမှုပွဲအမေခွန်ပေါ်ဆန်လေးတစ်ခုကြွေးထားရဲပေါ့နော်အဲ့ဒါကိုအကုန်လုံးလည်းဖြည့်ဆို့ဖို့အမတိုက်သွင်းရှင်းတယ်ပေါ့နော်ဒီနောက်နောက်တစ်မျက်နှာကျတော့ဒီမေခွန်ပေါ်ဆန်မှာပဲဒါလည်းအခြေခံအစင်ပေါ့နော်ဘန်အအစင်မေခွန်ကောလုံးအဖြစ်သိရင်လည်း comment section မှာရိုက်ထားလို့ရတယ် ဟိုအကောင်လုံးမှန်ချရပဲဒီအဖြစ်လဲအဒီအဖြစ်ကိုအမအပထမဆုံးမြင်တော့ကကျတော့နည်းနည်းကြောင်တယ်ပေါ့နော်အမချီရဲ့အချာကျူဆိုတော့ B လား C လားဆိုတော့အမစဉ်းစားရတယ်။ဒါပေမဲ့အကယ်၍ B ဆိုရင်တော့သွား country ဖြစ်သွားမှာပေါ့အာခတ်တည်ပါလေဆိုတော့အဲ့တော့ C ရမှန်တယ်ပေါ့နော်အကောင်လုံးဖြစ်ရမှန်ချရဲ့အဲ့ဆိုအမဆက်ပြီးတော့ mix up ပြီးတော့ပါမယ် သူရဲ့ဆာမုပွဲစီမံမှုပေါ့နော်အဲဒီဟာကျတော့အတိကကျတော့ဒီထိုင်ဝမ်ဒီဘက်ကဆာမုပွဲနေရာတွေပေါ့နော်သူဆာမုပွဲအချိန်တွေကတော့များပါတယ်သူကတနစ်ကိုဆယ်ခါတောင်ကျင်းပပေါ့သူဆာမုပွဲကျင်းပရလာတွေကအမှချိလိုက်တာနလပိုင်းနဲ့ဆယ်လပိုင်းကလွယ်ပြီးတော့ဇန်နလတွေအကုန်လုံးသူဆာမုပွဲဆောင်ပွဲအချိန်နေရှိရပေါ့နော်ပြီးတော့သူအကဲထိုင်မမဆောင်ပွဲဖြစ်ကြတော့ကွန်ပျူတာနဲ့ပဲဖြေလို့ရတယ်ပြီးတော့ သူထိုင်ဝမ်မှာဖြည်ဖြည်ကြတော့တရုတ်စာအခက်စလုံးနဲ့ပဲဖြည်လို့ရအောင်เนาะအဲ့ဒါကြတော့ထိုင်ထိုင်ဝမ်ဘက်ကစီစီထိုင်ဝမ်ဘက်ကတတ်မှတ်ထားတဲ့စီမြင်ပေါ့အဲဒါကြတော့2026ရဲ့ဆောင်မပွဲအချိန်စီရင်နေရပေါ့เนาะဒီမှာတွားပြီးတော့အဲဒီဆောင်မပွဲအချိန်စီရင်ကို download လုပ်ထားလို့ရရပေါ့เนาะပြီးကိုပဲအချိန်အားလဲဆိုရင်အမှတ်တော့ဖြည်လို့ရတယ် ဒါကတော့ဆာမိုပွဲရဲ့ပုံစံပေါ့အမ်အမဒီမှာအဲတတိပေးချင်တာ TOCF ကိုဝင်ကိုရဲ့နဂတ်တွေဘာတွေအဲ့လိုမျိုးအကုန်လုံးချွတ်ချွတ်ရရပေါ့နော်အဲအကြောင်းလို့အမပြောချင်တာကိရေအင်း TOCF ဆာမိုပွဲဖြေခန့်နေဆိုရင်အနာပေါက်တော့မဖောင်းလဲပေါ့မဟုတ်ရင်အတက်လိုက်ချွတ်လိုက်နေဆိုရင်အနာကအအနာကြီးမှကြောက်လို့ပေါ့နော်အဲ့ဒါကြောင့်အမပေးချင်တဲ့တတိပေးချက်တတိလေးပေါ့ ကြွားကြည့်လို့မျိုးပြော့သွားမတ်တယ်ဒီထက်တာအဲ့လိုမျိုးရင်းလဲကိုယ်စစ်တယ်ဆိုတော့လေအားချမ်းမှုပြော့ဒီမှာဆိုရင်ဒါထိုင်ဝမ်ဆောင်မှုပတ်ပတ်ဆိုရင်ဒီမှာသူကွန်ပျူတာတွေနဲ့ဖြည့်ရပေါ့ဒီကွန်ပျူတာပေါ်မှာ ABC ရေးလိုက်ရရင် reading ဆိုလဲ reading or listening ရောအကုန်လုံးဒီဆောင်ပွဲပါပဲဒီอืมကွန်ပျူတာပေါ်မှာပဲသူကအကုန်လုံးအာလောက်တော့လောက်တော့ပေါ့ဒါသူရဲ့ဆောင်ပွဲအထည်အပုံစံ อืมပြီးတော့အခုအမအနာမည်ဆိုရင်တွင်နေရင်ဘယ်လိုတွင်ရပါလဲဆိုတော့အမပြပြပြီးတော့မှာပေါ့อืมဒါကြတော့ Taiwan ရဲ့ website ပေါ့နော် Taiwan မှာ TOCF ဖြစ်ရင်ကျတော့ဒီ website မှာတော်ပြီးနာမည်ဆိုရင်တွင်လို့ရရယ်အာဒီမှာအမပြောချင်တာကတော့နာမည်ဆိုရင်မတွင်ခင်တော့ online မှာကိုယ့်ရဲ့ဓာတ်ပုံပါတယ်ဆိုတော့နာမည်ဆိုရင်မတွင်ခင်အရင်ဆုံးကိုယ့်ရဲ့ဓာတ်ပုံကိုအာအဲ့ဒီ online ပေါ်မှာတင်ရရပေါ့ပြီးတော့သူကဒီပုံကသူရဲ့စီမင်းစီကံနဲ့ ကန့်ညီလားဘာလားတခြား passport တွေရောဘာတွေရောအကုန်လုံးတင်ရတယ်ဆိုတော့ဆောင်ပွဲမဖြစ်ခင်အာဆောင်ပွဲမဖြစ်ခင်အာ9ရက်အနည်းဆုံး9ရက်အလိုမှာအဲ့အထောက်ထားရအကုန်လုံးပြည့်အောင်တင်လိုက်ပေါ့အဲ့လိုဆိုရင်သူသူစစ်စေးရဲ့အခါကျရင်တော့အချိန်ပိုရရပေါ့မဟုတ်ရင်စစ်စေးလို့မအောင်မြင်ထပ်ပြီးတင်ရတာတွေဘာတွေရှိရဆိုတော့ဒီဆောင်ပွဲအာဆောင်ပွဲ မမီမှာကြောက်လို့ပေါ့မမီခင်အကယ်၍ဒီစစ်စိမ်မှုကိုကမအောင်မှုဆိုရင်ဆောင်းဝက်ဖြေလို့မရအောင်အဲ့လိုမျိုးအခြေအနေရှိမှာဆိုလို့ပေါ့အနည်းဆုံးငါရဲ့အလိုမှာတော့ပြီးတော့တင်တင်ပြေဆောင်တင်ပြပေးဖို့အမအကြံပေးလို့ရပေါ့ ဒါရှာတော့နိုင်ငံခြားရဲ့ website ပေါ်မြန်မာနိုင်ငံအားလည်းနိုင်ငံခြား website ထဲမှာရှိရဆိုအကယ်၍မြန်မာနိုင်ငံမှာဖြည့်မယ်ဆိုရင်တော့ဒီ website ထဲမှာတွားပြီးတော့နာမည်စင်းသွင်းရမှာပေါ့အဲအကယ်၍နိုင်ငံခြားမှာဖြည့်ရင်တော့အဲတေယုတ်စာအလွယ်ရောအခက်စလုံးနှမျိုးလုံးနဲ့ဖြည့်လို့ရတယ်ဒါပေမဲ့ထိုင်ဝမ်မှာခြားတော့အခက်စလုံးပဲရတာပေါ့နော်음အဲ့ဒါကိုလည်းဒီဘက်မှာလည်းအဲတပ်ပုံတင်အဲတပ်ပုံဒီစစ်စေးဟောင်းအောင်လို့ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ကြိုပြီးတော့ အာတင်ပြပေးဖို့အကုန်လုံးအကြံပေးလို့ရပေါ့ဒီအကောင့်နဲ့ဒီအကောင့်နဲ့ပတ်သက်ပြီးတော့ဆောင်းပွဲဖြစ်ဆိုရဲ့နာမည်စင်သွင်းတာနဲ့ပတ်သက်ပြီးတော့ပြောတာမြန်မာနိုင်ငံရဲ့အာ TCF ရဲ့အချိန်စရာပေါ့နော်ဒီအာ QR code ကို scan ပြောဒီမြန်မာနိုင်ငံရဲ့ဆောင်းပွဲအချိန်စရာကိုလည်းတွားပြီးတော့ download ဆွဲထားလို့ရရပေါ့ဒီပေါ်မှာပြောအမဒီဆောင်းပွဲမ မတိုင်ခင်အအကျံပြုလို့ရတဲ့မိញံဆရာတွေကဒီအမိញံဆရာတွေကိုပြပြပြီးတော့မှာပေါ့ဒါအကျတော့ TOCF အဒီ TOCF ရဲ့တရားဝင် online website ပေါ့ဒီဒီဟာသူရဲ့ website ဒီထဲမှာကိုရဲ့ announcement တွေပါတယ်အဲ့လိုမျိုးသွားချလို့ရရတယ်ပြီးတော့ဒီဒီဟာသူရဲ့အစမ်းဆောင်ပွဲမိခွန်းနေပေါ့နော်မိခွန်းနေကိုဒီ အဆန်းဆောင်မမေခွန်းတို့ဒီ QR code ကို scan ပြီးတော့ဗမေခွန်းတွေရှိလဲဆိုတော့ပြီးတော့ကြည့်ပြီးတော့ download လုပ်ပြီးလေ့ကျင့်လို့ရတယ်။ဒါကြောင့်ဆောင်မပွဲမေခွန်းတွေပေါ့တော့ဒီမှာတော့အအဆင့်လဲခွဲပေးထားတယ်။အဲ့ဒီအဆင့်ထဲမှာမကိုအတိကပါကိုဖြည့်ခြင်းလဲဥမာခုနကဆိုအမအဥပမာဖွင့်ပြပေးခဲ့တာဒီဝန်တာလီချေပေါ့စကပြောနားလည်မှုပေါ့အချက် လူနေရောက်စကားပြောတဲ့ဟာနားလဲဟာကိုဖြေတဲ့ဟာဒီမှာတခြားဟာတွေလည်းရှိရပေါ့အဲ့တော့ကိုပဲဟာအနေနဲ့ဆိုရင်ကိုကဒီထဲမှာတွချွေးပြီးတော့ listening ဖြေမလား speaking ဖြေမလားအဲ့ဒီထဲမှာပဲအပန်းကိုဖြေမလဲဆိုတော့တွားပြီးတော့ဒီတွားပြီးတော့ခုနက website ထဲမှာကြည့်ပြီးတော့တွားပြီးလေ့ကျင့်လို့ရရပေါ့ဒီမှာဆိုလဲတွားအဲ့ဒီ listening speaking ခွဲထားပေးုံနေမကအောင်တွားကိုရဲ့အစင်လိုက်ပေါ့နော်ဥမာကွာ band a ကို ကြည်ကြည်ကိုအစင်းအဖယ်မှာရှိလဲဆိုဘန်းအေးကိုလေ့ကျင့်ချင်လားဘန်းဘီကိုလေ့ကျင့်ချင်လားဘန်းစီကိုလေ့ကျင့်ချင်လားအဲ့လိုမျိုးလဲသွားပြီးတော့အစင်းအလိုက်လဲသွားပြီးတော့လေ့ကျင့်လို့ရရဲ့ပေါ့သူရဲ့အဲ့ website ထဲမှာပြီးတော့အကိုကဒီ online ပေါ်မှာဒီဟိုတကယ်ဆောင်ပွဲအတိုင်းကိုကသွားပြီးတော့အစမ်းဆောင်ပွဲဖြည့်ချလို့ရရဲ့ဒီမှာသူကတော့အပိုင်း၃ပိုင်း ူကလည်းအပိုင်း၃ပိုင်းခွဲပြီးထားရဲကို listening နဲ့ reading နဲ့ဖြည့်ချင်လားအ speaking ဖြည့်ချင်လား writing အစမ်းဖြည့်ချင်လား၃ခုလုံးဖြည့်ချင်လို့ရရဲပြောတာအ listening နဲ့ listening နဲ့ reading ရဲ့အစမ်းဆောင်ပွဲပုံစံပေါ့ဒါကြတော့အ speaking ရဲ့အစမ်းဆောင်ပွဲပုံစံ ါကျတော့ writing အစမ်းဆောင်ပွဲဖြစ်ဒီလိုမျိုးပေါ့ကိုရဲ့ဒီ account နဲ့အလိုဝင်ပြီးတော့အစမ်းဆောင်ပွဲဖြစ်ချီလို့ရတယ်အော်ဒါကြတော့သူရဲ့ vocabulary စရင်ပေါ့နော်စလုံး8000ရှိရပေါ့ဒီသူပေးထားတဲ့ဒီ vocabulary စရင်ပေါ့နော်အဲ့စရင်ကိုလည်းတွားပြီးတော့ download လုပ်ထားပြီးတော့ဒီစရင်မှာစရင်မှာ share vocabulary ကိုတွားပြီးတော့လေ့ကျင့်လို့ရရပေါ့ အပြောတာကျတော့ TOCF ရဲ့ Facebook fan page နဲ့ Instagram ရဲ့ fan page ပေါ်သူဒီမှာကြာရင်သူရဲ့အဆန်းဆုံးဘာမေခွန်းနေတရုတ်စာဆလုံးနေဒီမှာအလုံးရှာဖွေဖို့တွေအာတေယောပါရာတင်ဖို့အဲ့ဒါနဲ့တက်ဆိုင်တဲ့အစီအစဉ်တွေကိုသူကအမြဲတမ်းလေ့လာပေးနေရဆိုတော့ဒီ Facebook fan page ကိုလည်း like and follow လုပ်ထားလို့ရရပေါ့သူတို့အာပါအလုံးလိုလာအဲ့လိုအစီအစဉ်တွေကိုကွာ ဒီ fan page ကို like လုပ်ထားပြီးတော့ follow လုပ်လို့ရတယ်ပြီးတော့ဒီဟာကျတော့အာမြန်မာနိုင်ငံမှာရှိရဲ့ဒီ Taiwan ရဲ့ဒီ TOCF ရဲ့ကိုယ်စားလှယ်ရုံးပေါ့နော်ဒါကြောင့်သွားပြန်ကုန်မှာရှိရဒါကြောင့်သူ့ရဲ့ website ဒီမှာသူ့ရဲ့အာနေရာလိပ်စာလည်းရှိရပေါ့နော်အကယ်၍တကယ်အာ မင်းဟိုကိုမင်းမြင်းချင်တဲ့ဟာတွေဘာတွေရှိရင်ဆိုရင်ကျတော့ဒီဒီကိုယ်စားလှယ်ရုံးမှာတော့ပြီးတော့မင်းမြန်လို့ရတယ်။အော်ဒါကျတော့ဒီထိုင်ထိုင်ဝမ်ဒီဘက်က TOCF ကိုယ်စားလှယ်ရုံးပေါ့နော်ဒါကျတော့သူရဲ့ဒါကျတော့သူရဲ့လိပ်စာပြောသူရဲ့သူရဲ့ဖုန်းနံပါတ်နဲ့သူရဲ့ อีเมลပေါ့နော်อีเมลတွေပို့ပြီးတော့လည်းမေးလို့ရတယ်။အဲဆိုရင်အမ TOCF အဲ TOCF ဆာမှုပွဲနဲ့ပတ်သက်တဲ့မိတ်ဆက်ကတော့ဒီမှာပြီးပေါ့နော်ဒီနောက်ပိုင်းကကျတော့အမအမကိုတိုင်းအမရဲ့ကိုတိုင်းအတွေ့အကြုံနဲ့ဆာမှုပွဲအတွက်ဘလို့ပြင်ဆင်လဲအဲနောက်အဲ台湾台湾ကိုဘာကြောင့်လာခဲ့ရလဲအဲ့လိုမျိုးကိုနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုအဲမျှဝေပြီးရမှာပေါ့နော်